မင်္ဂလာပါရှင်မန္တလေးခက်တက် channel နဲ့ပြန်လည်ကြဆွနာရပါရှင်ကျမတို့ channel ကနေနောက်ဆုံးတဲ့သတင်းများကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်ဆင်းရဲတွင်းမှလုကင်အောင်ကြံဆောင်တော့မယ်မင်းလိုင်း၎င်းအာနာသိမ့်ပြီးအချင်းကလေးကတိုင်းပြည်နဲ့လူထုတနေ့တခြားချွတ်ချုံကြလာဒီမှာမှတ်တမ်းမရအချက်လက်များနဲ့ညင်မရအောင်ဖြစ်လာတဲ့အချက်တွေသူအဖြစ်အားတစုံတစ်ခုထူးခြားလာတော့မည်ကိုအထင်ရောက်ရစီရန်ဝါရဖြစ်လာပြန်ပြီဖြစ်ပါရှင် ယခုတခါဝါရဖြန့်လာတီကဖွံ့ဖြိုးမှုအနေအဆုံနိုင်တဲ့အဖြစ်ကနေလွတ်မြောက်ရန်၎င်းကိုယ်တိုင်ကော်မတီဖွဲ့ပြီးဆောင်ရွက်ပြီးစုကကျင်းညချက်ထုတ်ပြန်လာခဲ့ပါတယ်။ရှယ်ယာကောင်မန်လောကမတိသူများဟုဆိုရတော့မှာပဲဖြစ်ပါတယ်။၎င်းတို့လောက်တည်းမြလိုက်ဝေဖန်ပြောဆိုနေခြင်းတီကပင်ပြောသူများရှက်လာရပါတယ်။မြန်မာဒီစီးပွားရေးတွင်ထိုးစင်ကတောင်ကိုရီးယားထပ်ပင်ကျော်လွန်နေရမှဘိုးနေဝင်အာနာသိခဲ့မှုနဲ့အတူအချိန်လေးဆိုးဝါးလာရပါတယ်။1989ခုနှစ်ကုလသက်ကမ ကုလသမဂ္ဂမှာတမတ်ချတဲ့ဖွံ့ဖြိုးမှုအ ਨੇ ဆုံးနိုင်ငံများ NDC စင်းတို့စာတဝင်ရောက်လာခဲ့တာဖြစ်ပါရယ်။ဤအစစ်အတန်းဒီမြန်မာနိုင်ငံရဲ့စစ်ပွဲရေးလူမှုရေးနဲ့လူသားအရေးမြင့်ဖွံ့ဖြိုးတိုးတက်မှုညွန်ကဲများအပေါ်မူတည်၍တမတ်ချင်းဖြစ်ပါရယ်။သို့တော်သောဆန်စုကြည်လက်ထက်2018ခုနှစ်နဲ့2021ခုနှစ်သုံးနှစ်တကြိမ်ပြန်လည်တုံ့တက်မှုများကြွယ် NDC မှလွတ်မြောက်ရန်တမတ်ထားတဲ့စံနှုန်းများနဲ့ပြစ်မိခဲ့တော်လည်းပဲ၎င်းအာဏာသိမ်းလိုက်မှုနဲ့ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအခြေအနေများကြောင့်ချက်ခွာခွဲကိုဆိုင်းငံ့လိုက်ခြင်းဖြစ်ပါရယ်။၎င်း တော့စေဘုချုပ်အဆက်ဆက်ကြိုက်တယ်လို့စီမံခန့်ခွဲရနိုင်တဲ့အနေအထားမျိုးနှစ်ပေါင်း30လောက်အုပ်ချုပ်နိုင်ခဲ့ပါလေနဲ့ဘာတကူမှဖြစ်မလာ၍အရှက်မဲ့သူများကိုဆူလို့ရင်းဖြစ်ပါရယ်လာမယ့်6လအတွင်းရွေးကောက်ပွဲဖြင့်အယတအုပ်ချုပ်ရေးသို့လွှဲပြောင်းပါမည်ဆိုတဲ့စစ်ကောင်ဆောင်ကြီးကဝန်ကြီးဝန်ကလေးများနဲ့ကော်မတီဖွဲ့လုပ်သွားမည်ဟုပြောလာခြင်းတည်းကရွေးကောက်ပွဲအား မဲသွားထက်တဲ့အချိန်ကိုလူပန်းဖို့တာရှိပြီဆိုတော့ကိုပြည်သူများရိတ်ဆမ်းမိအောင်ညွှန်ပြလိုက်ခြင်းတာဖြစ်တယ်ဟုပြောဆိုရမှာပဲဖြစ်ပါရယ်။၎င်းရဲ့ငါးနှစ်အုပ်ချုပ်လာစဉ်အတွင်းစီးပွားရေးလူမှုရေးလူနေမှုအဆင့်သားများတိုးတက်မလားတဲ့အပြင်ရခိုင်ကထက်ပင်ဆုပ်ယုပ်ကြဆင်းသွားခဲ့တဲ့အဖြစ်ကိုလမ်းပေါ်ရင်တောင်းဆားနေတရောင်းစားကပင်တည်နေပြီဖြစ်ပါရယ်။စစ်မှုထမ်းတာဝန်ကြီးသူများကိုပြပတွင်အလောက်ကန်ရှာဖွေပေးပါမည်ဟုဝါဒဖြန့်နေကြရသူများလည်းဖြစ်ပါရယ်။ ထို့သို့သောလူမျိုးကကော်မတီဖွဲ့ပြီးဆေးရဲတွင်းမှလွတ်ကင်းအောင်လုပ်မည်ဟုပြောလာခြင်းတည်းအစွမ်းထက်တဲ့လိုတရားစည်းကျင်းလုံးပိုင်သွားလို့များလားလို့တွေးတော့ရမှာပဲဖြစ်ပါရယ်ထို့သို့မဟုတ်ကကော်မတီများဖွဲ့နေမဲ့အစား၎င်းတို့ကိုယ်တိုင်ရာထုတ်ကနေဆင်းပေးလိုက်ခြင်းတည်းကသာ RDC မှအများဆုံးထွက်နိုင်မဲ့လမ်းဟု AOD ကရည်သားထားဖြစ်ပါရယ်ဗီဒီယိုများကလည်းထို့အတိုင်းပဲယူဆကြမိတဲ့အေကံမုတ်ချပင်ဖြစ်ပါတော့မယ်ရင်းချရဲ့ရင်းချစစ်ရေးစူဒီမှာနှဝင်ချိုးတဲ့အစကားများဖြစ်တော်လည်းပဲ ၎င်းကိုလူတက်စကောင်ဆောင်များနဲ့တန်တီးဟုမမတ်ယူတဲ့ရင်ကြားစစ်ရေးဆိုဒီကပဋိပက္ခကြီးပြီးဆုံးသွားမှသာလှုပ်တဲ့အရာဖြစ်ပါတယ်။အာလောတဘောတူတက် ဖြည့်ချင်းချက် agree solution ဆိုဒီကလက်ရှိအနေအထားကိုပုံနေမြဲချားနေမြဲဆိုတဲ့သဘောဖြင့်စာတင်ဖွင့်နိုင်မှသာဖြစ်ပါတယ်ပထမအဆုံး2021အနာသိမ့်မှုကိုတရားဝင်တဲ့အဖြစ်နဲ့ရရှိတဲ့ဖြည့်ချင်းချက်တွေကိုကြစ်တရားပိုင်းမဆိုချားပြီးတည်ငြိမ်မှုလည်းရရှိလာမှာမဟုတ်လူထုကိုညှဉ်းပန်းနှိပ်စက်တပြတ်ထားတဲ့မေအွန်လိုင်းနဲ့အပေါင်းအပါပိုချုပ်များတည်နိုင်ငံတကာတရားရုံးတို့ရောက်ရမယ့်အစားလွတ်တော်ထိုင်ခုံများတွင်ဝေးရောက်နေရာယူချရမည်ဖြစ်ပါတယ်၎င်းတို့အားစစ်တမ်းတရားတို့ပြန်ခွင့်ပြုပြီးနိုင်ငံရေးအနာများကိုဆက်လက်စောက်ကန့်ခွင့်ပြုထားမည် ်ဆိုပါကနောက်နှစ်အနိုင်ငယ်အကြရရှိခုလိုပင်အနာထပ်သိအောင်မှာဖြစ်ပါရယ်မြန်မာပြည်သူများ မြန်မာပြည်သူများကိုယ်နိုင်ဆုံးဖြတ်မယ့်အရေးဖြစ်ပြီးနိုင်ငံတကာအတိုင်းအဝန်ကဘလို့ဖြစ်တဲ့လေဆိုတာကိုဆုံးဖြတ်စရာအကြောင်းမရှိပါဘူး၎င်းတို့အဖို့ကလက်ရှိလူထုရုပ်ကန်တိုက်ပွဲဝင်နေမှုများကိုမဆိုင်သလိုနေခဲ့ကြပြီးမှအခုခါကျမှမင်းအွန်လိုင်းနဲ့တစပွဲတစ်ထိုင်ပြီးရင်ကြားပြန်စစ်နေကြပါတယ်တော်လိုက်ရေကိုပြစ်ပြစ်ခတ်ခါချခဲ့ပြီးမိမိတို့အားဓာမိုအုပ်ချုပ်မဲ့လူများနဲ့ငင်းချမ်းအောင်လှုပ်ရှားဖို့ပြောလာခြင်းတည်း၎င်းတို့အားနိုင်ငံတကာကအာရုံစိုက်လာအောင်ပေးစားရမယ်တန်ဖိုးပေးလာတို့ဆိုပါကမိမိတို့ရဲ့တော်လိုက်ရေအားနိုင်ငံ င်ငံတကာကအမေခန်နေဒီတာကောင်းပေအုံးမီဟုတော်လိုင်းတက်ပေါ်ဝင်းနေသူများကယူဆကြတော့မည်ဖြစ်ပါရယ်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံသားများရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားများကသာဖန်တီးပိုင်ခွင့်ရှိတယ်လို့ဘူရှိုးစောမီချာပြောဆိုသွားခဲ့တဲ့ဆိုရတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်မြန်မာနိုင်ငံသားများရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားများကပါဖန်တီးပိုင်ခွင့်ရှိတယ်ဟုအမျိုးသားကာကွယ်ရေးနဲ့လှုပ်ချရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဘူရှိုးစောမီချွန်းကနိုယမလာ30ရက်နေ့ပါတီဆိုဒီမိုကရေစီချွေချွေကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားရတဲ့ချက်တွေပြောကြားခဲ့ခြင်းဖြစ်ပါရယ်မြန်မာနိုင်ငံတီတမိုင်းကြောင့်အရာဖြစ်စေလူမှုရေးအရာ ံဖြစ်စေအချုပ်အခြားအာဏာပြီးလွတ်လပ်တဲ့နိုင်ငံတကာနိုင်ငံဖြစ်ကောင်ရဲအချုပ်အခြားအာဏာကြီး မြန်မာနိုင်ငံသားများထံမှဆင်းသက်လာခြင်းဖြစ်ပြီးမြန်မာနိုင်ငံတဝန်းလုံးတွင်တည်နေသည်ဟုပြောဆိုထားပါသည်။မြန်မာနိုင်ငံရဲ့ပြည်ထွေးမိမိနိုင်ငံမိမိတမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရမယ့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များမှာမြန်မာနိုင်ငံရဲ့ပြည်ထွေးတက်တက်မြန်မာနိုင်ငံသားများအရေးတက်တက်သားဖြစ်၍တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိတိဝင်ရောက်ဆွတ်ဖက်မှုမှာရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးလှမ်းခရီးကိုပြပြစီရင်ပြောင်းလဲစီရင်ပြုလုပ်၍မရလို့ပြောဆိုသွားခဲ့တာဖြစ်ပါရဲ့။ မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကသာဖန်သိပိုင်ခွင့်ရှိပါတယ်မြန်မာအရေးကိုရွေးကောက်ပွဲမဲ့ပေးတဲ့နိုင်ငံသားတွေကပဲအသိမှတ်ပြုဆုံးဖြတ်ရပါမယ်မြန်မာနိုင်ငံမှာတရားမျှတတဲ့အထွေထွေရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဥဆောင်ပြီးကျင်းပပေးသွားပါမယ်လို့ဘုံချုံစုံမင်းချောကပြောဆိုခဲ့တာဖြစ်ပါရယ် ထို့ပြင်ရွေးကောက်ပွဲနဲ့ပတ်သက်၍ဘလိုလားသူများမှပြည်သူများအားချင်းယောင်းချင်းမဖြစ်စေရန်အမျိုးမျိုးပြောဆိုနေခြင်းများတွေးထူလှုပ်ဆောင်နေမှုများကိုတွေ့နေရတော့လည်းပဲယခုကျင်းပမဲ့ရွေးကောက်ပွဲ၌မဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတိုင်းမဲပေးချင်ရင်လည်းဘိုးချုပ်စောမင်းထွန်းကအလေးနဲ့ထားတိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ငဇွန်မြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးခဲ့တဲ့ဆိုးရဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်မန္တလေးတိုင်းငဇွန်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရင်စစ်သားလေးဦးသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Special Task Force ငဇွန်မှတာဝန်ရှိသူတို့ကရန်ကုန်ဒေသတွင်ဌာနထုတ်ပြောဆိုထားခဲ့တာပဲဖြစ်ပါရယ် ။နိုဝင်ဘာလ30ရက်နေ့နန်နေ9:20မိနစ်ခန့်တွင်မစွန်မြို့နယ်မြို့သားရဲစခန်းမှစစ်ကားနှစီးနှင့်ချင်းလေးစစ်ကြောင်းတို့ဖြင့်ထွက်လာတဲ့စစ်သားများကိုကျွန်တော်၏တပ်ဖွဲ့များကအသည့်ဆောက်ဆိုင်ပြီးမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ဒုတိယကံမှုအတွင်းအချမ်းပဲစခန်းစီဖက်ကနေစစ်သား၄ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကကျွန်တော်၏ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ။ရင်းတို့တက်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်အကျဉ်းပစ်စစ်တပ်ကကျွဲစင်းရွာအတွင်းသို့ဝင်ရောက်ကနေအတွင်းရှိရွှေငွေနဲ့ပြည်သူများကိုလူသားတိုင်းဖြင့်ခေါ်ဆောင်လာပြီးမြို့သားဖက်သို့စစ်ကြောင်းပြန်ထွက်လာတဲ့အချိန်တွင်ကျွန်တော်၏တပ်ဖွဲ့များက၄၀မမဘုံနှလုံးဖြင့်ချမှန်ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းကျွဲတက်ခတ်မှုအတွင်းစစ်သားများထိခတ်သေးဆုံးမှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ စစ်ကွေတစ်စင်ထတ်သူတေရမျိုးတော်မချားရသေးပါဘူးစစ်ခွေအင်အားကတော့100ကျော်လောက်ရှိပါတယ်စစ်ခွေလေးဦးကတော့နေရာတင်ပွဲချင်းပြီးတေဆုံးခဲ့ပါတယ် မြူတာရက်စကဖက်ပြန်ဝင်မှာတနက်ပစ်ဖောက်တွားခဲ့တာပါစစ်ခွေဖက်ထိခိုက်ပျက်စီးတာမျိုးတော့မကြားမိသေးပါဘူးပြည်သူတွေနေနဲ့စစ်ခွေနဲ့ဝေးဝေးနေပေးကြဖို့မြေတားရက်ခံပါရယ်မိုကာအုပ်ပြီးကားများကိုလည်းမမောင်းဖို့မြေတားရက်ခံပါရယ်လို့ special task force ငစွန်မှာတာဝန်ရှိသူကပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ်အစိုးရတက်ခတ်မှုကို special task force ငစွန်အဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်ရည်ရဲပေါ်များအထူးခံမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါရယ် အကြောင်းရင်းတက်ဆက်ပြမှုကို ကျွန်မပဲကတာနာခုပြုပါရှင်။နောက်ထပ်ပြည်တွင်းပြပါတိုင်းများတော်လိုင်းရေးတိုင်းများနဲ့နောက်ဆုံးရေးတိုင်းများနဲ့အတူပြန်လာပါမယ်။ပြည်တများအလုံးမေရှင်လင်းရှင်းပြကြပါစေရှင်။